တမရော်လင်းပြတ်ကျမှုမှာတည်ဆုံးသူအလောင်း59လောင်းတွေ့ရှိခဲ့ပြီး23လောင်းကိုတော့မိသူကျော်ခဲ့ပြီးဖြစ်ပါတယ်ဒီသတင်းကိုတော့ကိုဟင်းကိုကပေးပို့ထားပါရဲ့ရှင် ဟုတ်လားခင်ဗျာကျွန်တော်ရောက်ရှိနေတာကတော့ဒီလောင်းလုံမြို့နယ်ပန်းတန်ကြီးရဲကစကန်းစစ်ကမ်းခြေမှာဖြစ်ပါတယ်ဆိုတော့ဒီတမတော်ကဒီ Y8 လေရင်ပြတ်ကြမှုကပါဝင်သားတဲ့သူတွေကိုရှောက်ဖွဲကယ်ဆယ်လုပ်နေတာဒီနေ့ဆိုရင်ဒါလေးရမြောက်နေဖြစ်ပါတယ်ဒီနေ့ဆိုလို့ရှိရင်တော့ဒီပါဝင်လေးမမပါဝင်ဟာလူတွေကအလောင်းတွေကိုပြန်လည်ဆယ်ယူရရှိတာ46လောင်းရရှိပြီးဆိုပြီးတော့ဒီတမတော်ကဝဲဦးတိချုပ်ယုံကနေသတင်းထုတ်ပြန်ထားပါတယ်ဒီနေ့တနေ့တဲ့ရှောက်ဖွဲရရှိတဲ့အလောင်းက73လောင်းရှိနေပြီလို့နေ့လည်3နာရီအချိန်မှာထုတ်ပြန်ထားတာပါအခုရရှိနေတဲ့ကျွန်တော်တို့ဒီစကန်းစစ်ကမ်းခြေမှာဆိုလို့ရှိရင်တော့ဒီအလောင်း3လောင်းကိုဒီနေ့ဆယ်ယူရရှိပါတယ်အလောင်း3လောင်းကဆိုလို့ရှိရင် အခုတည်ယူရရှိတဲ့အလောင်းသုံးလောင်းကိုဒီတက်မတော်စေးရုံကိုဒီတည်ဆောင်သွားပြီဖြစ်ပါတယ်အဲဒါနဲ့ပတ်သက်ပြီးတော့ဒီရှောက်ဝေကစေးမှာဝင်ရောက်လောက်ကင်ပေးနေတဲ့ဒီမောင်မကန်ကြေးရွာတွေကဒီမိသက်ဦးဒီမူတရားကိုကျွန်တော်မင်းမြတ်ကြီးမှာဖြစ်ပါတယ်ခင်ဗျာဒီကစခန်းတည်ရွာအဲစခန်းတည်ရွာပြီးတော့အဲခုအလောင်းပေါ်တဲ့နေရာကိုဆိုလို့ရှိရင်နှစ်မိုင်ကျော်ကျော်သုံးမိုင်လောက်သွားတယ်ကျွန်တော်လှိနေသွားလှိငယ်လေးနဲ့လှိငယ်သုံးစီးနဲ့သွားပြီးတော့ဒါဆဲလာတော့ပထမတွေ့ရလေးလောင်းလို့ကြာခလေးလောင်းပါလို့ကြာအဲဟုတ်တယ်ခလေးလောင်းမဟုတ်ဘူးအဲ့ဒါဟိုပေါင်ချမ်းနဲ့မှားသွားတယ် သူတို့လူကြီးလောင်းမှာပေါင်ပေါင်ကအဲပေါင်ချမ်းနဲ့မှားပြီးတော့ရောပါတာပေါ့အဲ့လိုမျိုးခလေးလောင်းနဲ့မှားပါတာဟိုကအဲ့နဲ့ပေါ့အဲ့ကိုပီနန်းအဲ့ကိုခလေးလောင်းဆိုပြီးမှားပြီးတော့တော့လိုက်တာခလေးလောင်းမဟုတ်တော့လက်ရှိက၃လောင်းမရဒီနေ့ကဆိုလို့ရှိရင်ဒီရှာဖွေတွေ့ရှိတဲ့အလောင်းတွေကိုမိသကျော်တာ၃ရက်မြောက်တဲ့နေ့ဖြစ်ပါတယ်ကျွန်တော်တို့ရောက်နေတဲ့မနက်ပိုင်းချိန်ထဲမှာပဲဆိုလို့ရှိရင်တော့အလောင်းနှလုံးကိုဒီမိသကျော်တော့မှာဖြစ်ပါတယ်မိသကျော်တဲ့၃ရက်တာကာလအတွင်းမှာဆိုလို့ရှိရင်ဒီနေ့အေး အထိလီမီတချိုထားတဲ့အလောင်း23လောက်ရှိပြီလို့သိရပါတယ်ဆိုတော့ဒီကြောင့်နဲ့ပတ်သက်ပြီးတော့ဒီနိုင်ရေးကူညီမှုအတင်းကတာဝန်ရှိသူတယောက်ကိုကျွန်တော်တွားရောက်မေးမြန်းကြည့်မှာဖြစ်ပါတယ်ခင်ဗျာလေရင်ကိစ္စနဲ့ဖြစ်လာတော့ကျွန်တော်တို့ကဘာလဲဆိုတော့ကျွန်တော်တို့ရဲ့သူ့တို့ရဲ့စီစဉ်အချက်အလက်ပဲကျွန်တော်တို့ကကုညီဆောင်ရှောင်းနေရတာရှိပါတယ်သို့တော်လည်းပဲကျွန်တော်တို့ကအမျက်တဆိုင်ကျွန်နေလာတော့ကျွန်တော်တို့ကတစ်ချက်နေတဲ့ဘက်လောက်မှပဲကျွန်တော်တို့ရှုတာရှိပါတယ်အဲတစ်ခါတည်းနဲ့ကြာတော့ကျွန်တော်တို့က၆လောင်း၉လောင်း အဲ့လိုမျိုးတော့ဖြစ်ပါလေအခုလိုမျိုးတော့တခါမှမကြုံရသေးလားပါတိုးတော့လည်းပဲကျွန်တော်တို့ခွဲပြီးတော့ဖောက်ရဲ့ quality အရာကျွန်တော်တို့ရဲ့အပူချိတ်အရာကိုတော့ကျွန်တော်တို့ကချစ်ချစ်ပြီးတော့ရုပ်ပိတ်တာဖြစ်ပါလေခင်ဗျာ ဒီပြတ်ကျသွားတဲ့တမရပိုင်လေရင်ကိုဒီပြန်လည်ရှာဖွေလုပ်ငန်းတွေလှုပ်ဆောင်နေတဲ့ဒီလေရတာကာလမှာဆိုလို့ရှိရင်မနေ့ကရာသီဥတုတိုင်စူးစူးရပြစ်နေတဲ့အတွက်ကိုဒီမှာရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကိုခက်တာရနာခဲ့ရတယ်လို့သိရပါတယ်ဒီနေ့မှာဆိုလို့ရှိရင်တော့မနက်ခင်းအချိန်ကနေစပြီးတော့အခုချိန်ထိရာသီဥတုကဒီကောင်းမွန်နေတဲ့အတွက်ကိုဒီမြန်မာတမရရေကဒီစစ်ရင်ရင်နေမြန်မာတမရလေကဒီရဟတ်ရင်ငယ်တွေနဲ့ဒီမှာရှာဖွေလုပ်ငန်းတွေလှုပ်ဆောင်နေလို့ဒီမြေပြင်အဖွဲ့တွေနဲ့အားလုံးပူးပေါင်းပြီးတော့ရှာဖွေလုပ်ငန်းတွေကိုအင်တာအားတဲ့လှုပ်ဆောင်နေတာကိုလည်းတွေ့မြင်ရပါတယ်ဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဟင်းကိုပါ